တနင်္လာသာသမီကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသာသမီများအတွက်ပတ်သင်တောက်ကြနေညနေ6:00နာရီမှာကျွန်တော်ပုံမှန်တင်ပေးနေကြဖြစ်တယ်ရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တယ်ဟောစတန်လေးပါပေါ့နော်ပြီးခဲ့တဲ့ပတ်ဒီတော့ကတော့ကျွန်တော်မတင်နိုင်ပါဘူးဒီတစ်ပတ်မှာတော့မနေ့စ조사ပြီးတော့ရိုက်ကူးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ဟောစတန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုသတင်းစကားလေးတွေပါခြင်းပါတယ်နံပါတ်1ကကျွန်တော်ယူရောမင်္ဂလာချန်ကိုဗုဒ္ဓဦးနဲ့ရလွဲပြီးတော့ဂျန်နေရက်ဒီမှာဖွင့်ပါတယ် ဆိုတော့ကျန်တဲ့ရက်တွေမှာမြည်စီမဆိုလာနိုင်တာပေါ့နော်နံပါတ်1နံပါတ်2ကကြတော့ကျွန်တော်တို့ပြူရမင်္ဂလာအချံမှာကျွန်တော်တို့နေ့စဉ်နဲ့မျှပြုလုပ်ပေးတဲ့ရေရရာကြီးတွေကိုအခမဲ့မြစ်တာနဲ့ရေရရာခြေပေးခြင်းဖြစ်တယ်မြည်သူမဆိုလို့လဲလဲလာပြီးတော့ခြေနိုင်ပါလေတချို့မိတ်ဆွေတွေကကျွန်တော်ယူရိုမင်္ဂလာချံမလာနိုင်ဘူးပေါ့နော်အเจ้าမျိုးနဲ့မလာနိုင်ရဝေးရသူတွေရှိတယ်။ဒါဟိုးနိုင်ငံသားတိုင်းပြည်တွေကသူတွေရှိတယ်။အဲ့လိုမျိုးမလာနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဆိုရင် ဗိုင်ဗာနဲ့မေးလို့ရလားအွန်လိုင်းကနေမေးလို့ရလားဆိုရင်မေးလို့ရပါတယ်အွန်လိုင်းကမေးလို့ဘယ်လိုရလဲဆိုတော့ကျွန်တော်ကအွန်လိုင်းကနေဟောသရမ်းလေးတွေရေးပြီးတော့ပြန်ပို့ပေးတာပါเนาะအနည်းဆုံး3ရက်ကနေ5ရက်အတွင်းတော့ရအောင်ပြန်ပို့ပေးပါတယ်အဲ့တော့ကိုမေးခြင်းတဲ့အကြောင်းကိစ္စတွေကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြစ်ခြင်းတဲ့ကိစ္စတွေကိုမြည်သူမဆိုဒါမေးမြန်းနိုင်ပါပဲနောက်တစ်ခုကကျွန်တော်တို့လာစဉ်လာတိုင်းဟိုတရက်နေ့တိုင်းဗေဒင်လက္ခဏာဆရာပြတင်တန်းရှိပါတယ် ဒါအခြေခံအဆင့်ပေါ့နော်အဲ့တော့တချို့ကကိုယ်တိုင်ဘေဒင်တက်လောကီပညာတက်ဂမ်ဘိတာတက်တွေကိုတင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့အဲဆိုရင်တို့ချာမှာလာပြီးတော့ရှေ့ရတာဘေဒင်သင်တန်းလာတက်လို့ရပါတယ်သင်တန်းကြီးတွေဘာတွေပေးကြရမလို့ပါဘူးဇယိတ်ငိမ့်ပါပညာဒါနပါပဲနော်အဲ့တော့စာဝင်နေရတာဆိုကျွန်တော်တို့ကတာဝန်ယူပါတယ်အဲ့တော့အခြေခံအဆင့်တင်တဲ့နေ့မှာလာပြီးတော့အခြေခံအဆင့်ဆိုပေမဲ့လည်းပညာရတော်တော်များများကိုထဲထဲဝင်ဝင်သင်ကြားပေးတာဖြစ်ပါတယ် အဲ့တော့ညီသူမသူဘေးရင်တင်းနှန်းနေလာပြီးတော့တက်ချင်တဲ့သူတွေလည်းတက်လို့ရတယ်။ဗာမင်းတွေကအကြီးနဲ့ဗရောက်ပြီးပေါ့ဆိုရယ်ပရီလေးတွေကျွန်တော်ပြောနေကြဝါစိမ့်နေလက်ပတ်လေးတွေအဲနောက်တစ်ခုကကျွန်တော်တို့အဆောင်ဆလွယ်လေးတွေဒိုးကလေးတွေစသဖြင့်ပေါ့နော်အဆောင်ရရာပစ္စည်းလေးတွေလိုချင်တဲ့ဆိုရင်လည်းဘိုက်ဘားနေမှာနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဟောဒရန်စီစဉ်လေးစပါမယ်နော်။အဲ့တော့ဒင်းလာသားသမီးတွေအတွက်ပရမအောင်ဆုံး နမိတ်ပေါ့နော်နမိတ်အရာဆိုရင်သူကစေယထာနမိတ်ကြတာပေါ့စေယထာနမိတ်အရာဆိုရင်သူကစစ်အတိုက်ခံတွေအတိုက်ခံတွေတွေနည်းနည်းဖြစ်တတ်တာပေါ့နောက်ယံလေးတွေဖြစ်တတ်တယ်အနောက်ချက်လေးတွေဖြစ်တတ်တယ်ဒီကားမှာတင်းတင်းလာသားသမီးတွေကယံလေးတွေသတိထားရမယ်အတိုက်ခံလေးတွေသတိထားရမယ်အနောက်ချက်လေးတွေသတိထားတတ်ပါတယ်အဲ့တော့အလုပ်ထဲမှာဆိုရင်လည်းလုံးပေါင်ကင်ပဲနဲ့အစီအမပြေဖြစ်တတ်တယ်အထက်လူကြီးနဲ့ကိုယ်နဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ် မိသားစုအိမ်တွင်းတွေမှာဆိုရင်လည်းတယောက်နဲ့တယောက်ဖြရာဒလန်တန်ဒလန်ဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်အလုပ်ထဲမှာဦးနှင်းပဲထောင်လို့အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်။နော်ဒီကာလမှာကျွန်တော်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်နည်းနည်းအခက်အခဲလေးတွေဖြစ်တတ်တယ်။အဆင်မပြေမှုလေးတွေကြာဖြစ်တတ်တယ်။ဒါကြောင့်စိတ်မောလူမောအဲ့လိုမျိုးလေးတွေကြုံရတတ်တယ်။ဒါအဓိကတော့ ရန်ရည်တိုက်ခံနောက်ချက်လေးတွေအနေချင်းသတိထားသင့်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်၄ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာနှိမ့်မှာဆိုရင်တော့ကျဲပွင်၄ပွင်ဆိုတဲ့နှမိတ်ကြတယ်။ကျဲပွင်၄ပွင်နှမိတ်ဆိုတာကတော့ပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာတာပေါ့။နောက်ပစ္စုပန်အတိတ်အနာဂတ်ကာလသုံးပါးမှာကံကောင်းတဲ့ကံကြမ္မာနှမိတ်ပေါ့။ဒါကြောင့်မလို့တင်လာသားသမီးတွေရဲ့ဆွေမျိုးသားချင်းနဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ကံသာတာတွေဆိုရင် တော်တော်လေးကောင်းပါလား။ မိသားစုကဏ္ဍတွေဆွေမျိုးသားချင်းကဏ္ဍတွေမှာစိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရမယ်။နံပါတ်3ကတော့လူမှုရေးပေါ့နော်။လူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍမှာကြတော့ရှင်ပြန်ထမြောက်တဲ့ရှင်ပြန်ထမြောက်ခဲ့တဲ့အိဗေကကြတော့ကွဲကွာနေတဲ့သူတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတာပေါ့။အဲတော့ဒိဋ္ဌသာသမီးတွေရဲ့လူမှုရေးကဏ္ဍတွေမှာကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းနေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်။နောက်တစ်ခုက လူမျိုးသားဘာသာကြတဲ့အကျိုးပေးတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အဖက်ဘက်ကနေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ဓာနမိတ်ကြတာပေါ့နော်ဓာနမိတ်ရဆိုရင်တော့နည်းနည်းအခက်အခဲလေးတွေဖြစ်တော့ပေါ့ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတတ်တဲ့အဖက်ဘက်ကနေပြီးတော့နည်းနည်းလေးစိတ်ညစ်ရတတ်ပါရစရာကြီးတဲ့ငွေတွေချောချောမောမောမရတာမျိုးလေးတွေကြုံရတတ်တယ်ပေးစရာကြီးတဲ့ငွေတွေ လည်းပဲကိုယ်အနေနဲ့ပူပန်သောကာလတွေကြုံမတတ်တာပေါ့။နောက်ပတ်စံကိစ္စနဲ့ပတ်သက်ရင်ဝင်ငွေထက်ထွက်ငွေဟာပိုပြီးတော့များနေတတ်တာပေါ့။ဒါငွေချင်းနဲ့ပတ်သက်ရင်တော့ဒင်းလာသားသမီးတွေဒီကလာတွေမှာစိန်မောလူမောဆိုတဲ့အချိန်ကာလမျိုး ဖြစ်တတ်ပါလေ။တော့ကျမ်းမာရေးပေါ့ကျမ်းမာရေးကတော့အဓိကတော့မျက်စိနဲ့ပတ်သက်ပါတယ်အဲ့တော့မျက်စိကျမ်းမာရေးလေးတွေတော့ဂရုစိုက်တဲ့နဲ့မျက်စိဝေဒနာလေးတွေတော့ဂရုစိုက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အာလို့မလိုဘဲနဲ့မျက်စိစေကံပြတာတာမျိုးတွေဖြစ်တတ်တယ်မျက်စိကိုထိခိုက်တန်ရာရတာမျိုးတွေလည်းကြုံရတတ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းကိစ္စတွေမှာဆိုရင်တော့ဒီပညာရေးကိုကိုယ်ကစ조사အားထုတ်နေပါရင်လည်းလမ်းပြောက်သလိုဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်။ကိုယ်ရှောင်လန်းနေတဲ့ပညာရေးတွေဟာမှားမြန်းမှားနေသလားဟုတ်ကောဟုတ်ဝယ်လားဒီတိုင်းရောဆက်လို့ရင်အဲ့လိုမျိုးပေါ့ စိတ်ထဲမှာလမ်းပြောက်သွားသလိုခံစားရတတ်တယ်ဇဝေဇဝါဖြစ်တတ်တယ်။နောက်အသက်ကြီးတဲ့တင်းနာသားသမီးတွေဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတိတ်တန်ကိစ္စတွေမှာ မမျှော်လင့်မဲနဲ့အာရော့သွားတာမျိုးလေးတွေသတိထားသင့်ပါတယ်။နောက်တင်းနာသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ကံစားတာကြတော့ကံစားတာကောင်းပါတယ်။အဲ့တော့ဖက်ဖက်ကနေအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာရခြင်းတွေကြုံမယ်။စိတ်တိုင်းကြကောင်းမဲ့အခြေအမျိုးဖြစ်တဲ့စိတ်တိုင်းကြ အောင်မြင်မဲ့အိမ်တော်ရေးမျိုးဖြစ်ပါတယ်။ဒါတော့ချေးအိမ်တော်ရေးနဲ့ပတ်သက်ရင်ကန်တာတာတော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။မဆိုးပါဘူး။အလုံးအုံကုံသုံးသန်းရင်တော့တင်းနာသားသမီးတွေအတွက်နည်းနည်းပပလေးရန်နေရတိုက်ခံလေးတွေနှောက်ချက်လေးတော့ကြုံတတ်တယ်။ဒါပေမဲ့ကိုယ်ဆွဲလုံးလဝရိယတတိတရားတွေနဲ့ကြိုးစားထုတ်မှဆိုရင်ဧကံမုတ်ကြအောင်မြင်မှုရရှိနိုင်တဲ့ကံတာတာမျိုးပါပဲ။အရင်စူးစူးရွရွတော့မဟုတ်ပါဘူးနော်။ တင်းလာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အနဲ့ရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းကျင့်ကိစ္စရှိတဲ့ကာအနဲ့ရောင်လေးတွေဝတ်ပါအစိမ်းရောင်လေးတွေဝတ်ပါနော်နောက်သူတို့တင်းလာသားသမီးတွေအတွက် lucky ကောင်းစီတဲ့ကံကောင်းစီတဲ့ဌာန်ပေါ့နော်အဲ့ဒါကတော့ခွန်နဲ့လေးနဲ့ဖြစ်ပါတယ်သာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းလျက်ခဲဆက်တခဲကတ်လူပူဇော်ပြီးတော့ဆူတောင်းမှာဒါတင်းနာသားသမီးတွေရဲ့အញ្ញံခိုက်တွေ တွေ့ရတာလေးတွေပြပြောက်ပါလိမ့်မယ်နော်ဒါတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဟိုကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနေပြီးတော့အပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်ရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုအားလုံးလွတ်လွတ်လပ်လပ်မြည်သူမှုစုလာရောက်နိုင်ပါတယ်เนาะ ျွန်တော်ကျွန်တော်မင်္ဂလာချံကခொနည်းသားသမီးအပေါင်းကိုမေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့အခမဲ့ရရရာချီပေးနေတဲ့ရရရာမြေပဲဖြစ်ပါတယ်။ကိုယ်တိုင်ဗေဒင်သင်ခြင်းနဲ့လောကီပညာတွေကိုသင်ခြင်းနဲ့ဆိုရင်လည်းပဲလာစဉ်လာတိုင်းတရက်နေ့ရနေပြီးတော့၁၀ရက်နေ့အထိရှေ့ရတာအခြေခံအဆင့်ဗေဒင်လက္ခဏာသင်တန်းတွေကိုလည်းမြည်သူမှုဆိုလာပြီးတော့တက်နိုင်ပါတယ်။အာလောလောဆယ်ကတော့ဗိုက်ဘာနေပြီးတော့ဆက်တွေ့ပြီးတော့စည်ရင်တွင်နိုင်တာပေါ့နော်။ အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေကတော့ကျွန်တော် Viber နေပြီးတော့ဆက်သွယ်ပြီးတော့ Hostran နေမာယူနိုင်ပါတယ်အဆောင်ရည်ရပစ္စည်းတွေအကူအညီတောင်းခံနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတင်းနာသားသမီးအပေါင်းလည်းကိုချမ်းမာ၍စိတ်ချမ်းသာကြပါစေပေါ့နော်နောက်တစ်ခါကျွန်တော်တို့ယူရောမင်္ဂလာချမ်းရဲ့လိပ်စာကတော့ဒီမော်ဘီတိုးဂိတ်ပေါ့မော်ဘီတိုးဂိတ်ဆိုတော့ကျွန်တော်ရန်ကုန်ဘက်ကလာတဲ့အခါမော်ဘီတိုးဂိတ်အဲ့ဒီမော်ဘီတိုးဂိတ် တိုးဂိတ်ကိုရောက်တဲ့အခါကျတော့ကျွန်တော်ကိုလွန်ကွင်းမှတ်တိုင်ရှိပါအဲကိုလွန်ကွင်းမှတ်တိုင်ပိနေကုန်းကြီးရွာမှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းတည်ရှိပါတယ်ကျွန်တော်ရဲ့မိသွေးတင်တာသာသမီပေါင်းကိုကျမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာများလိုက်လိုက်လဲလဲပို့သလိုက်ပါတယ်ဘင်္ဂသာသမီကျွန်တော်ရဲ့မိသွေးများအားလုံးမင်္ဂလာပါနော်အပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်ရိုက်ကူးပြီးတော့တင်ပြနေကြဖြစ်တဲ့ ဒုက္ခကြေပွင်တေရောနမိတ်ပါပြီးခဲ့တဲ့ဘတ်ဒီတော့ကျွန်တော်လဲအင်မတန်မှမားမလန်နိုင်ရာရှိတဲ့အတွက်မရိုက်ကူးဖြစ်တာပေါ့ဒီတစ်ပတ်မှာတော့ကြိုးစားပြီးတော့ရိုက်ကူးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအတွက်ကျွန်တော်စပြီးတော့နမိတ်ဖတ်ပါမယ်နော်နံပါတ်1ကတော့အင်္ဂါသားသမီးတွေရဲ့ကံတရားကအသစ်စတင်ခြင်းဆိုတဲ့ကံသာတာမျိုးပါအဲ့တော့ဒီကာလတွေမှာအင်္ဂါသားသမီးတွေအတွက်အလုံးတစ်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းတစ်တွေစတင်ရတတ်တယ်အလုံးတစ် နေရအစ်စ်မှာတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ရတတ်တယ်။အကြံကောင်းညံကောင်းတွေအကြံစီအစ်စ်တွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလောက်ကင်နေရထိုင်ခင်းတွေအစ်စ်အစ်စ်တွေပေါ့နော်ပေါ်ပေါက်တတ်တယ်။နောက်တချို့ကိုယ်နဲ့လုံးဝအကျိုးမပေးတဲ့အလောက်ဟောင်းတွေဆိုရင်လုံးဝအော်တိုမက်တစ်ပေါ့အလိုအလျောက်ရပ်ဆိုင်သွားတာမျိုးတွေလည်းကြုံရတတ်ပါတယ်။အလောက်ဟောင်းတွေပေါ့။နောက်အခြေအနေဟောင်းတွေပေါ့။နောက်အတွေးကောအဟောင်းတွေပေါ့။ ိုယ်နဲ့အကျိုးမပေးဘူးတဲ့အလုပ်တွေအကိုင်းတွေအကျန်စီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေအဲ့ဒါတွေအကုန်လုံးကသူ့အလိုလျောက်ရပ်သွားမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တော့အင်္ဂါသားသမီးတွေကအလုပ်ဟောင်းနဲ့အလုပ်တင်နဲ့နှစ်ခုထဲမှာဘယ်ဟာဥစားပေးရမလဲဆိုရင်အလုပ်တစ်ကိုပို၍ဥစားပေးတင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလုပ်တစ်ကတော့အင်မတန်မှအကျိုးပေးတာပေါ့နော်။အင်မတန်မှအကန့်သာတာကောင်းတယ်။အဲ့တော့အလုပ်တစ်ကောင်းတယ်၊လုပ်ငန်းတစ်ကောင်းတယ်၊အခြေအနေတစ်တွေကောင်းတယ်၊စိတ်ကူးတစ်တွေကောင်းတယ် နောက်တစ်ခုကစေဝါးရေးကံတာတွေအလောက်ကံကြံတည်နေပတ်သက်ရင်လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးတွေးဟာဖြစ်နေတဲ့ကိစ္စတွေတွေးဝင်နေတဲ့ကိစ္စတွေရှိတယ်ဆိုရင်အစ်စ်ဆိုရင်လုံးတင်ပါတယ်အဟောင်းဆိုရင်တော့တည်တည်ကြာကြာစဉ်းစားတင်တယ်ပေါ့နော်အဲ့ဒါအလောက်ကံနဲ့ပတ်သက်တာပါနံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှာကြတော့ဝင်တော့ဝင်ဖို့ဆိုတဲ့နမိတ်ကြတယ်အဲ့တော့အင်္ဂါသားသမီးတွေဟာ ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေရဲ့တာဝန်တွေဝိတရားတွေကိုလိုက်ပါပြီးတော့ထမ်းရွက်နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ကံစားတာတော့နည်းနည်းလေးခက်ခဲတတ်တာပေါ့နော်စိတ်မောလူမောဖြစ်ရတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေတွေငွေကုန်ကြေးကြများတတ်တယ်ဆွေမျိုးသားချင်းတွေကိုကိုယ်တိုင်းစေုံစေကမ်းနေလိုက်ပါပြီးတော့ပို့ဆောင်ပေးရတတ်တယ် နောက်လူမှုရေးပေါ့လူမှုရေးနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့ The Star တဲ့ The Star ဆိုတာဒူဝင်ကျဲတဲ့နမိတ်ကြတယ်ဒူဝင်ကျဲနမိတ်ကကျတော့အင်မတန်မှကောင်းတာပေါ့သူ့ရဲ့နမိတ်ကကျတော့ထွန်းလင်းတဲ့နမိတ်ဖြစ်တယ်တောက်ပတဲ့နမိတ်ဖြစ်တယ်အစဉ်ပြေတဲ့နမိတ်ဖြစ်တယ်အဲ့တော့လူမှုရေးကံတာရာတော့တော်တော်လေးကောင်းတယ်လူကျစ်လူကင်များခြင်းတို့ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေခြင်းလူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုတွေကိုရတယ်နောက်နာမည်ဂုဏ်သတင်းတွေကြော်ကြားတယ်အဖက်ဖက်ကနေအဆင်ပြေတယ် နောက်တော့စီးပွားရေးပေါ့နော်ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကံကြမ္မာသွားကြတော့ကဲရနမိတ်ထဲမှာကျတော့ခွဲပလာတွေရနေပြီးတော့ရေတွေဖြာကြတဲ့နမိတ်ပါဒီနမိတ်ကလည်းအင်္ဂါမှာကောင်းသောနမိတ်ဖြစ်တယ်ဒီကတော့နှလုံးစိမ်ပိုင်းအေးချမ်းတာပေါ့နော်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ငွေကြေးကံသာတာတွေတော်တော်လေးကောင်းတယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးတွေရဲ့ကံမှာတော့ ရဝေးရနေပြီးတော့ဆက်တွယ်ပြီးတော့အကူအညီတွေပေးနိုင်တဲ့ပေးတတ်တဲ့အခြေအနေမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့အကန်တရားအရာဆိုရင်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်ငွေကြေးကန်တာတော့တော်တော်ကြီးကောင်းတယ်ဗျနော်နောက်တစ်ခုကဘာသာရေးအဋိဌံတွေကိုအကြောင်းပြုပြီးတော့ငွေကန်ကြေးကန်တွေလည်းကောင်းသွားတတ်ပါနောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်တော့နည်းလေးခက်ခဲတတ်တယ်ဒီကတော့ယာတီတုတ်ကွေးတွေပါလေနည်းနည်းသတိထားမှာပေါ့နော်အင်္ဂါသားသမီးတွေအား ရာဂတိတုတ်ကွေးလေးတွေဖြစ်တတ်တယ်။နောက်မမျော်လင့်မဲ့နဲ့ယုတ်တရကြီးကောက်ကန်ကန်နဲ့အဲဘိုင်းရအကူခံတာမျိုးလေးတွေဖြစ်တတ်တယ်။အဲကျမ်းမာရေးလေးတွေကတော့နည်းနည်းသတိထားဖို့လိုရတယ်။ခရူးဆိုင်ဖို့လိုအပ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာသင်တန်းကိစ္စတွေစောင့်မဖြေဆိုခြင်းနဲ့ပတ်သက်တဲ့ကံသာတာတွေကတော့ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မဲ့ကံသာတာမျိုးရှိပါတယ်။အဲ့တော့လူငယ်တွေသင်တန်းစာမွေးစတဲ့ကိစ္စတွေမှာ ကျိုးသာအထုတ်နေတဲ့ငင်္ဂသာသမီးတွေအတွက်ဆိုရင် အောင်မြင်ခြင်းသတင်းစကားကိုကြားရမှာပေါ့နော်။နောက်ချင်းတော့နေပတ်သက်တဲ့ကန္တာကတော့ Wing of Fortune ဆိုတာကံကြမ္မာရဲ့ကောင်းသောအပြောင်းလဲတွေဖြစ်တာပေါ့။သူကနမိတ်ကအိဗေကြတော့စိုးရနေပြန်ကောင်းတာပေါ့။အစင်မပြေရာကနေအစင်ပြေတာ။ကံနေရာနေကံကောင်းတာပေါ့။ပူပန်သောကနေပြီးတော့အေးချမ်းခြင်းတွေကိုပြောင်းလဲတာပေါ့။အခြေအနေတွေနဲ့ပတ်သက်ရင်ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားမယ်ကံစားတာမျိုးရှိပါတယ်အဖေဘကနေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံမယ်တဲ့နော်တော့အားလုံးခြုံငုံသုံးသပ်ရင်တော့ကံစားတာကတော့အကောင်းများပါတယ်အဲ့တော့ကျွန်တော်တို့အင်္ဂါသားသမီးတွေတော့အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေကတော့အပြာရောင်နဲ့ညီညူရောင်နဲ့ကောင်းပါတယ်နော်အပြာလေးတွေညီညူရောင်လေးတွေဝတ်ပါဆောင်ပါနောက်တစ်ခုကကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ ခဏန်းကြတော့6နဲ့3နဲ့ဖြစ်ပါတယ်တစ္ဆာဗံ6ကဲ့ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံကြိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိသိမှာဖြစ်ပါတယ်ဒါရင်ကသာသမီတွေအတွက်ကျွန်တော်တို့ယူရောမင်္ဂလာခြံကနေဒုက္ခကျေပွင့်တဲတော့တန်ကြမာနမိတ်ဖြတ်ဖတ်ပြတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒုရကပြောခဲ့သလိုပဲအွန်လိုင်းကနေပြီးတော့ဗီဒီယိုမေးခြင်းနဲ့ဆိုရင် 39962392369962395လို့ခုနဲ့အဲ့ဒီနံပါတ်ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကိုယ်တိုင်ဗီရင်သင်နေတယ်ဆိုရင်လေယူရောမင်္ဂလာချမ်းမှာအခမဲ့ဖွင့်လေးပေးတယ်တရက်နေ့သင်တန်းတွေမှာ လာပြီးတော့တက်နိုင်ပါတယ်အခုလောလောဆယ်တော့ Viber နေပြီးတော့ဆက်သွယ်ပြီးတော့သင်တန်းအပ်ထားလို့ရပါတယ်เนาะနောက်တစ်ခုက ဒေရီမေးခြင်းတို့အဆောင်ရတရားပစ္စည်းလေးတွေမှာယူခြင်းတွေအားလုံးကိုဘိုင်ဘာနေပြီးတော့ဆောင်ရွက်နိုင်ပါတယ်။အယူရောမင်္ဂလာချမ်းမာတို့နေ့စဉ်နဲ့များ ရောက်ရှိလာကြတဲ့လူပေါင်းများစွာကိုအခမဲ့ရတရားတွေခြေပေးနေတဲ့ရတရားအောင်မြေပဲဖြစ်ပါတယ်။အဲတော့မြည်သူမျိုးလွတ်လွတ်လပ်လပ်လာနိုင်ပါတယ်။ဗုဒ္ဓဟူးနေတော့ပြိပါတယ်နော်။ရင်သာသမီးတို့ရဲ့မိတ်ဆွေပေါင်းကိုကြမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလို့ ရေရောမင်္ဂလာခြံကနေလှိုက်လိုက်လဲလဲစူတောင်းမြတ်တာများပို့တာလိုက်ပါတယ်။